ဇေဒီရုတ်ထုကိုးကွယ်ခြင်းဟာဘုရားအဆုံးအမနဲ့ညီပါလားဗျာမြတ်စွာဘုရားရှင်ကိုရန်ရောဇေဒီရုတ်ထုကိုးကွယ်ဖို့မှာကျမ်းခဲ့ခြင်းရှိပါလားရှင်ဗျာဇေဒီရုတ်ထုဆိုတော့ဘုရားလက်ထက်ကမရှိလို့အထုမမှာခဲ့ဘူးမှန်ပါဇေဒီတဲတာကိုတော့ရှိတယ်ပေါ့နော်မှန်ပါဗျာထူးခြားတဲ့ပုဂ္ဂိုလ်ရဲ့ကြံ့ရင့်တဲ့ relit လို့ခေါ်တဲ့အယိုးဓာတ်တွေပေါ့အယိုးတွေကိုအဲ့ဒါတွေကိုလမ်းလေးစုံမှာတည်ထားမယ်ဆိုလို့ရှိရင် အဲ့နာရောက်တဲ့ပုဂ္ဂိုလ်တွေအားလုံးဟာသူ့ရဲ့ဂုဏ်ကျေးဇူးတွေကိုတတိယပြီးတော့လက်ဥချီသွားမယ်စိတ်ထဲမှာကြီးညိုသရာတရားလေးတွေဖြစ်သွားမယ်ဆိုလို့ရှင်သူတို့အတွက်ကောင်းကျိုးချမ်းသာတွေဖြစ်ပွားတယ်တမပါဗျာဒါကြောင့်မို့စေရီတီထားကိုယ်ကိုယ်ချင်းကဘုရားရဲ့မှာကြားချက်နဲ့ kait ပါတယ်မှန်ပါဗျာသစ္စာဗျာကောင်းတဲ့သရဝါးတွေအားလုံးအဆင်လိုက်ကောင်းကျိုးချမ်းသာရဖို့အတွက်နိလန်တစ်ခုပေးခဲ့တာပါပဲတရားတော့เนาะ ရုံတူကတော့ဘုရားလက်ထက်ကမရှိခဲ့ဘူးပေါ့မှန်ပါဗျာနောက်ပိုင်းကျမှတူအောင်ထူဖို့ဆိုရလဲလွယ်တော့မလွယ်ဘူးပေါ့နော်မှန်ပါဗျာအဲ့တော့ဇေဒီယုတ်တိကိုးကွယ်ခြင်းသည်ဘုရားဆုံးမနဲ့ညီပါသလားဆိုရင်မြတ်စွာဘုရားပြိဋိဘံဆိုင်ကနိမသူ့ရဲ့အယုဒတ်တွေကိုလမ်းလေးဆုံးမတီထားပြီးတော့တီထားရမယ်ဆိုပြီးတော့ရှင်နန္ဒကိုမှန်ခဲ့တာရှိတယ်မှန်ပါဗျာနောက်ပြီးတော့ဇေဒီလို့ခေါ်ရမယ်အယုဒတ်တွေထည့်သွင်းထားတဲ့ထူပထူပ လုံထိုက်တဲ့ပုဂ္ဂိုလ်၄ဦးဆိုတာလည်းဟောကြားခဲ့တယ်မှန်ပါဗျာတပိညုတဉ္ဉံရတဲ့မြတ်စွာဘုရားပိစိကဗုဒ္ဓမှန်ပါဗျာရဟန္တာပြီးတဲ့အခါကျတော့လူတွေကတကယ်သူတော်ကောင်းစัจ java ရေးမင်းအဲ့ဒီ၄ခုဟာစီရီတီထားပြီးတော့အများစုကရှုသေးလိုက်တယ်လို့သူတို့ဟောတာရှိတယ်မှန်ပါဗျာနော်အဲ့တော့ဒါမြတ်စွာဘုရားရဲ့အဆုံးအမနဲ့ညီပါတယ်လို့ပဲပြောရမှာ 哪？妈妈边。